်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဖျက်ခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်ဂျွန်လ3ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျက်ခင်ကိုကျေးဇူးတင်ပါတယ်။နေ့ရက်စင်တိုင်းကျေးဇူးခွန်အားယူသောဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်သာ၍ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အရှင်သာရဖျက်ကျေးဇူးတင်ပါတယ်။ကျေးဇူးသူအားလုံးကိုကောင်းချီးပေးတယ်။ နောက်ဘက်တော်အဖြစ်တိဆောက်ဆရာဖြစ်စီပါအခုလည်းကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စီပါသခင်ရှုနာမအဖြစ်ဆုတောင်းလျက်ဝေငှပါလေဖေဟာအာမင်ဖျက်ခင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ယခုချင်းမိုင်ကိုရောက်နေတာဖြစ်တယ်ဟိုတယ်တစ်ခုကနေကျွန်တော် live လေ့နေခြင်းဖြစ်ပါတယ်ကြီးစုသူအားလုံးဖျက်ကောင်းချီးပေးပါစီကျွန်ကောင်းစဉ်တစ်ခုကျွန်တော်ထောက်နေပါရယ်ကျွန်တော်လိလာနေတဲ့ကောင်းစဉ်ကတော့ ဥပုံနေ့မှာတကယ်ရှုခရစ်တော်ပြခဲ့တဲ့နမိတ်လက္ခဏာတွေကိုကျွန်တော်နားထောင်နေတယ်။အဲ့တော့အဓိကကျွန်တော်လူကာခန်းကြီး6ငွေတက်ကနေ9အထိဖိုင်ကျွန်တော်ဒီဖြစ်ဖြစ်ကိုတွေ့ရမှာဖြစ်တယ်။အဲ့တော့ဒီသခင်ရှုခရစ်တော်ဒီဥပုံနေ့မှာပြုခဲ့တဲ့နမိတ်လက္ခဏာတွေခုနှစ်ခုရှိပါတယ်။တနည်းသောအခါဒီတပည့်တော်တွေကဒါလူကာခန်းကြီး6တက်ကနေ9အထိဖိုင်ကျွန်တော်တွေ့ရမယ်။တပည့်တော်တွေရဲ့တနည်းသောအခါမှာဒီလေကွင်းတစ်ခုဖြတ်တဲ့အခါဇဗနန်တွေကိုသူတို့က လက်မှာပုတ်ချီပြီးတော့ဥပုံနေမှာစားတယ်တာဂူဒီပါရီရှက်ကြီးစက်တူကလေးရာဒါဥပုံနေမှာအလုံးမလုံးပါဘူးအလုံးလုံးတယ်ဆိုဆွတ်ဆွဲတယ်ဟောကိရှုကပြောပါတယ်ဥပုံနေမှာမုတ်သိရင်လည်းစားလို့တော့ရပါတယ်ရေငန့်ရင်တိုက်လို့ရပါတယ်မချမ်းမရင်အနာငိမ့်လို့ရတယ်နေရအရေးကြီးပါတယ်မှန်တယ်ဒါပေမဲ့နေထက်အရေးကြီးတာဖျားသခင်အပူအရေးကြီးတယ်ဒါပေမဲ့ဥပုံနေကိုတန်ရှင်းစွာပြုရမယ်အောင်းမေးရမယ်ယူသေးရမယ်မှန်တယ သို့တော်냐လေဥပုံနေမှာမွတ်တိတ်တဲ့သူကိုမွတ်တိတ်ခိုင်းတာမဟုတ်ပါဘူးချွေးမွေးလို့ရတယ်ဒါကိုတကယ်ရှိပြောတယ်အဲ့တော့ဒီနေ့ကိုအစိုးရလာဖះပဲဖះသခင်ကဒီနေ့ကိုအစိုးရလေဆိုပြီးတကယ်ရှိပြောခဲ့တယ်ဒါပေမဲ့ဒီ parishion ရဲ့စတုတွေကအမျိုးမျိုးဒီတကယ်ရှိခရစ်တော်ဥပုံနေမှာအနာငိမ့်ခြင်းနဲ့ပတ်သက်ပြီးသူတို့အမျိုးမျိုးတုံ့ပြန်ကြတယ်သို့တော်냐လေတကယ်ရှိရအောင်အနာငိမ့်ခဲ့တယ်အတူတူကြည့်ကြပြီဥပုံနေမှာတကယ်ရှိခရစ်တော်အနာငိမ့်ပြီးတော့လွတ်မြောက်ခြင်းခံရတဲ့သူတွေအများကြီး တွေ့ရတယ်အဲ့ထက်ကကျွန်တော်ခုနှစ်ခုနားထောင်တာဒီကနေ့ခုနှစ်ခုမြောက်ကိုရောက်ပြီဖြစ်တယ်အော်နံပါတ်2ပထမဆုံးဥပုံနေမှာအနာငိမ့်တာလက်ရလက်သေးတဲ့သူကိုအနာငိမ့်စေတယ်လုကာခန်းကြီး6ငွေ6ကနေ10တိဖိုင်းတွေ့ရမယ်လုကာ6 6ကနေ10နံပါတ်2ဒုတိယချက်ကတော့ကြိုးကုန်းတဲ့အမျိုးမျိုးကိုပြန်ဆက်အောင်အနာငိမ့်အောင်လုပ်ခဲ့တယ်အလုကာခန်းကြီး7ကျောင်းရဲ့စက်တကနေ18တိဖိုင်ကျော်ဒီဖြစ်ပျက်ကိုတွေ့ရမှာဖြစ်တယ်။နောက်နံပါတ်3ကတော့ရေပြင်းဆွဲတဲ့သူကိုဥပုံနဲ့မှအနာငိမ့်စေတယ်။ လုကာခန်းကြီး14ကျွန်တော်တို့အငယ်1ကနေ6အထိဖိုင်ကျွန်တော်မှတွေ့ရမှာဖြစ်တယ်။နောက်မှာလေးကတော့အမိဝမ်းလေးကမျက်စိကန်းတဲ့သူဥပုံကြီးမှာမျက်စိမြင်အောင်ကြီးရှုပြန်လုပ်ခဲ့တယ်။ရောင်းအခန်းကြီးကိုအငယ်1ကနေ16အထိဖိုင်ကျွန်တော်ဒီဖြစ်ဖြစ်ကိုတွေ့ရမှာဖြစ်တယ်။နောက်မှာငါကတော့ညစ်ညူးသောနှက်ဆွဲတဲ့သူကိုဥပုံကြီးမှာကြမ်းမာခြင်းနဲ့အဲ့ဒီနှက်ဆူနှိမ့်ဆက်ခြင်းတန်ကလွတ်မြောက်အောင်လုပ်ပေးခဲ့တယ်။မကုခန်းကြီးတက်27တက်က28တိဖိုင်ကျွန်တော်မှာ တွေ့ရမှာဖြစ်တယ်နောက်နံပါတ်6ကတော့38နဲ့လက်ချေတည်တဲ့သူကိုကျမ်းမာအောင်လုပ်ခဲ့အဲ့ဒီကလည်းဥပုံလေးဖြစ်တယ်ဘေးသေးတရရေခံနာမှာအဲ့တော့ဒီရောင်ကိုချိန်ကျင်းအဖြစ်အဲ့ဒါရောအခဏကြီးငါငယ်တက်ကနေကိုးထိပ်ဖိုင်ချက်တွေ့ရတယ်။အဲဒါကိရှုခရစ်တော်ဒီဥပုံလေးမှာအများကြီးနာယောဂငင်းခြင်းတွေလုပ်ခဲ့တယ်ဆိုတော့တွေ့ရတယ်။ဒါကိရှုပြောရဲသူဥပုံလေးကိုချိုးဖြတ်ဖို့လာတာမဟုတ်ဘူး။ပညာတော်တွေကိုလည်းချိုးဖြတ်ဖို့လာတာမဟုတ်ဘူး။ပို၍ပြည့်စုံစေဖို့လာတယ်။ဘာကြောင့်ဒီရှုကဂျေဇုတော်ရဲ့အရှင်ဖြစ်တယ်။ တောက်ခုပုံးလေးမှာညင်ဝတ်စွာနေရမယ်ယူသေးခြင်းပြောရမယ်အောင်းမိရမယ်တန်ရှင်းစွာပြောရမယ်မှန်းနေဒါပေမဲ့ဥပုံးလေးမှာအနာရောဂါငြိမ်းချင်လဲလို့လို့ရတယ်ဘာကြောင့်ဒီနေ့ကိုအဆိုးရတာဖျားသခင်ပဲဒါကိုသခင်ရှုတည်လင်းဖော်ပြခဲ့တယ်သခင်ရှုကိုယ်တိုင်ဒီဥပုံးလေးကိုအဆိုးရတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်လေဒီဥပုံးလေးမှာသူလုတ်ခဲ့တဲ့နမိတ်လက္ခဏာတွေကအောင်းပွဲကောင်းတယ်ဟိုဒီနေ့တော့ခုနှစ်ခုမြောက်ကတော့ရှစ်မုံပေထုရဲ့ရောက်ခမသူ့ကိုအနာရောဂါငြိမ်းအောင်ဥပုံးလေးမှာလုတ်ခဲ့တယ် အဲ့တော့ကျွန်တော်ဖတ်ချက်လူကခန်းကြီး၄အငယ်38ကနေ39ဒီဖိုင်တွေ့ရမယ်လူက၄38က39မှာဥပုံနေ့မှာတခေရှုခရစ်တော်ဟာဒီပေတုရဲ့ရောက်ခမောင်းအနာယောဂါငင်းချင်းပြုလုပ်ခဲ့တယ်ဘာကြောင့်လဲဆိုပေတုရောက်ခမောင်းဖျားပြီးတုံလုံးဖြစ်တယ်ဒါပေမဲ့တခေရှုကဒီဖျားနာခြင်းကိုဆုံးလာတဲ့အခါမှာတဲ့အဲ့အဖျားပြောက်ပြီးကျမ်းပါတယ်အဲ့တော့နားလည်အောင်ပြောရင်တော့ဒီဖြစ်ပြက်မှာအချက်ကလေးနှစ်ချက်တွေ့ရတယ်နံပါတ်1ကတော့ ်ပေတရုရောက်ခမသခင်ရှုနဲ့မတွေ့ခင်ဖျားနာခြင်းကသူ့ကိုနိုင်နေတာဒါပေမဲ့နံပါတ်1ကတော့ယေရှုနဲ့တွေ့တဲ့အခါယေရှုကအရာခသိန်းကိုနိုင်ခွင့်သူကပေးလိုက်တာဖြစ်တယ်နောက်ဒီကနေ့ကျွန်တော်တို့ဘာတွေကနိုင်နေတယ်လဲအဲကျွန်တော်တို့နိုင်နေတဲ့အရာတွေကိုကျွန်တော်မနိုင်လေကိစ္စမရှိဘူးဒါပေမဲ့သခင်ယေရှုနဲ့တိုက်ရိုက်တွေ့ဖို့ပေးလိုက်သခင်ယေရှုကအရာခသိန်းကိုနိုင်တယ်ဒါကြောင့်ပေတရုရောက်ခမယေရှုနဲ့မတွေ့ခင်အဖျားတွေကသူ့ကိုနိုင်တာ ဒါပေမဲ့ယေရှုနဲ့တွေ့တဲ့အခါယေရှုကသူ့ကိုနိုင်တော်တာတခိယေရှုကိုအနိုင်ယူခွင့်ပေးလိုက်တဲ့အခါဒီအဖျားတွေကပြန်ထွက်သွားတယ်။အော်ဒီကနေ့ကျွန်တော်တို့အနိုင်ယူနေတဲ့အရာတွေအားလုံးကိုတခိယေရှုလက်ထက်အပ်လိုက်တခိယေရှုအရာခသိန်းကိုနိုင်နေ။တောင်းတခင်လက်ထက်ကိုကျွန်တော်အရာခသိန်းအပ်တတ်သောသူများဖြစ်ဖို့အပ်ပေးခြင်းတယ်။ဒါကြောင့်ကျွန်တော်တို့မှာမဖြစ်နိုင်ဘူးလို့ပြောတဲ့သူတွေအားလုံးကတခိယေရှုအရှိတ်ရောက်ရင်အကုန်ပြန်ဖြစ်လာတယ်။ ဟာဒီရောဂါမပြောက်ဘူးလို့ပြောရရင်ယေရှုရှေ့ရောက်ပြောက်တာကျမ်းပါတော်ဒီရီကချစ်ချင်ရမယ်ယေရှုကအရာခတ်သိန်းကိုအောင်မြင်ခြင်းခွင့်ရှိတဲ့ဖရာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဒါပေမဲ့သင်သက်တာမှာကြောက်ရှုံးမှုရှုံးနေမှုဘာရှိရှိယေရှုလက်ထက်အဲ့ဒီထဲမှာအောင်မြင်ခြင်းရှိတယ်တော့စကားလေးလုံးနဲ့အားပေးခြင်းတယ်ဖရာသခင်နဲ့တဏှာကြီးအလုလုခြင်းဟာလေသင်ဘဝမှာတတ်သက်လုံးမပြီးတဲ့အရာတွေအားလုံးကတဏှာကြီးတွင်းပြန်ပြီးတယ် ပြန်ပြောချင်တယ်ဘုရားသခင်နဲ့တဏှာကြီးအလုတ်လုတ်ချင်းကတသက်လုံးမပြီးတဲ့ကိစ္စအလုံးတဏှာကြီးတွင်ပြန်ပြီးတယ်။အနောက်နေအောင်ပြောရင်တော့ဘုရားနဲ့သူလုတ်ဆောင်တဲ့သူရဲ့အသက်တာမှာမပြီးပြတ်တာအလုံးပြီးပြတ်တယ်။တော့ပေတုရောက်ခမလည်းဖြားနာခြင်းကသူ့ကိုအစိုးရနေတာ။ဒါပေမဲ့သခင်ယေရှုသူ့အိမ်ရောက်တဲ့အခါဖြားနာခြင်းကအစိုးမရဘူး။သခင်ယေရှုကသူ့ကိုအစိုးရတဲ့အခါဒီဖြားနာခြင်းတွေထွက်ပေါ်တယ်။အဲ့ဒီကနေ့ကျွန်တော်တို့ကိုလွှမ်းမိုးရမှာကျွန်တော်တို့ကိုဥဆောင်မှာ ျွန်တော်တို့ကိုပေးကင်ပေးရမှာတကယ်ရှုပဲဖြစ်တယ်။ဒါပေမဲ့ဒီကနေ့သင်ဘယ်အရာတွေကအနိုင်ယူလဲ။ဒီနေ့နေတော့ဘတ်တော်စကားပြောတယ်။တကယ်ယေရှုအနိုင်ယူခွင့်ပေး။သင်ကိုအနိုင်ယူတဲ့အရာအားလုံးပြန်ထွက်ပေါ်အောင်တကယ်ရှုကတောင်းဝန်ယူမယ်ဆိုအပ်ပေးခြင်း။တောင်းဒီချမ်းစာထဲမှာဥပုံလေးမှာတကယ်ရှုလုပ်တဲ့နမိတ်လက္ခဏာအားလုံးကအတိတ်ပဲကုန်ရှိတယ်။အမိဝန်ရဒီမျက်စိကမ်းနေသူဆိုအမိဝန်ရဖြစ်ကြအောင်တသလုံးမြင်စရာကြောင်းမရှိမျက်စိကမ်းတာထူးစားတယ် အမိဝမ်းနေကနေမြင်လာပြီးအပြင်ရောက်မှကန်းတဲ့သူကပြန်မြင်မှုလွဲတယ်။ဒါပေမဲ့အမိဝမ်းနေကကန်းလာလို့အမိဝမ်းနေကချိန်မစွမ်းလာလို့ဆိုတာဘယ်လို့မှမပြောင်းနိုင်ဘူး။ဒါပေမဲ့ခင်ရှုနဲ့တွေ့တဲ့အခါပြောင်းတယ်။ဟောတော့ကြည့်ကြရင်တဲ့အသက်တမဘလုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ယောဂါတွေမပြောင်းနိုင်ဘူးယောဂါမရနိုင်ဘူးဆိုတဲ့ကိစ္စသခင်ယေရှုတော်ရဲ့တစ်ချက်တည်းပြန်ရရေးဆိုတော့ကိုအားပေးခြင်း။တော့ဒီကနေ့ညနေအားပေးခြင်းနဲ့တဲ့ကိုအချားရာတွေက အနိုင်ယူခြင်းလွှမ်းမိုးခြင်းဖြစ်နေဒီကနေ့ကစသခင်ယေရှုကိုအနိုင်ယူခွင့်ပေးလွှမ်းမိုးခွင့်ပေးအခြားနေရာတွေကိုတည့်ရတဲ့မကျော်လွှမ်းနိုင်ပေမဲ့ထိုရှင်ကကျော်လွှမ်းခွင့်ပေးမယ်ဆိုတာအပြီးချက်တယ်။ဒါကြောင့်1939ခုနှစ်မှာအမေရိကန်နိုင်ငံရဲ့တက္ကသိုလ်တစ်ခုမှာမစ္စတာဒမ်ဇစ်ဆိုရက်တက္ကသိုလ်ကျောင်းသားလေးတယောက်ရှိတယ်လူငယ်လေးတယောက်ပေါ့ George Damzit သူနာမည် သူကဒီတက်လို့တော့တော့ပြီးတော့တက်ရင်သူအိတ်ခမ်းပေါ့သူအဆောင်မှာနေတဲ့အကြောင်းသားဖြစ်တယ်။တကယ် true story ပါ။1939မှာတကယ်ဖြစ်ဖြစ်ဖြစ်တယ်။သူကအမေအကြောင်းနောက်ကြတဲ့အကြောင်းသားတယောက်ဖြစ်တယ်။အဲ့ဒီမှာလဲသူအိယာထားနောက်ကြတော့သူကအကြောင်းရောက်တဲ့ခါနောက်ကြတော့သူ့ကိုတင်ချဆရာကစာသင်ခန်းပြန်ထောက်သွားအကြောင်းသားတွေကလည်းပြန်သွားပြီ။နောက်တစ်ချိန်မတက်ခင်အပြင်သွားကြပြီ။ ဲ့ဒီမှာသူတယောက်တည်းကြံတော့သူကဝင်တော့အဲ့မှာဒီကြောက်တင်ပုံးမှာသင်္ချာမိကုန်ပုတ်စာတစ်ခုရေးထားတယ်အဲ့ဒါနဲ့ဒီ George Damson ဆိုတဲ့ဒီလူငယ်ကတက်လို့ចောင်းသားလေးอ่ะအတားငါတို့ကိုဆရာပေးလိုက်တဲ့အင်စာပဲဆိုသူကမှတ်ပြီးတော့နောက်နေ့ကျတော့သူအဆောင်မှာပြန်တွက်တာတွက်တာနှစ်ပတ်ကြာမှအဲ့ဖြေရတယ်တော်တော်ခက်တဲ့သင်္ချာပုတ်စာအဲ့ဒါနဲ့ပဲသူကနှစ်ပတ်ကြာတဲ့အခါသူ့ရဲ့ဒီတွက်ပြီးသားအရာကို သူ့เจ้าဆရာကိုသူပြီးလိုက်တယ်။အဲ့လိုနဲ့တလကြာတဲ့အခါမှာသူ့ကိုအဲ့เจ้าကအဲ့ဒီသူ့ရဲ့သင်္ချာဆရာအဲ့သင်္ချာဆရာနာမည်မစ္စတာနေလ်မင်းလို့ခေါ်တယ်။မစ္စတာနေလ်မင်းသူကနေပြီးတော့ရုံးကောင်းကိုခေါ်တယ်။ခေါ်တော့ဂျော့ဂျ်တမ်စစ်ကလွန်အောင်ဝင်ဘာလို့ငါ့ကိုဆရာခေါ်လဲဆိုတော့သူတိကျတော့သူရုံးကောင်းပေါ်တယ်။အဲ့ဒီချိန်မှာเจ้าว่าเจ้าဆရာကြီးရောတင်ချတင်နေဆရာကြီးအကုန်လုံးကစုဟာအဲ့ချိန်မှာပဲ तू က तू ရဲ့ဆရာ Mr. Nailman ကိုပြောတယ် ်ဆရာကြီးကျွန်တော်ဗာမြအပြစ်ကျူးလွန်လို့ခေါ်တာလေအေးမင်းအပြစ်ကျူးလွန်လို့မဟုတ်ဘူးပါလေမင်းဟိုတနေ့ကငါပေးတဲ့သင်္ချာပုတ်စာကိုမင်းတွတ်တာအဖြေရလို့ငါတို့ကဂုံသူးဆောင်ဘွဲ့ပေးချင်လို့ခေါ်တာဟာရနဲ့ဒီဂျော့ရှ်ကမင်းလေဟာဆရာကြီးဒါကျွန်တော်တို့ပေးတဲ့ပုတ်စာပဲကျွန်တော်နှစ်ပတ်တွေတက်တွတ်တာအဖြေထွက်ပါလေအေးမင်းကအဲ့ဒါပြောချင်တယ်ကွယ်တဲ့တကယ်တော့အဲ့ပုတ်စာငါအင်စာပေးတာမဟုတ်ဘူးအဲ့ဒီသင်္ချာပုတ်စာကဘာပေါ်မှာဘသူမှတွတ်လို့မရတဲ့ သင်ချာပုတ်စားတယ်။ဒါပေမဲ့မင်းကတွတ်နိုင်လို့ငါတို့ကအန်အော်ပြီးမင်းကိုဂုံလူဆောင်ပွဲပေးတာ။ဟာအဲ့ချိန်မှာ George Damsick က I'm sorry သူစိတ်ထဲမှာဒါသူ့ဆရာကသင်ချာပုတ်စားမေးတယ်ထင်ပြီးသူကတွတ်နေတာ။သူအဲ့ဒါကိုတွတ်တယ်။အဲ့ချိန်မှာပဲသူကစကားလုံးပြောတယ်ဗျ။အဲ့စကားအခုဒါလေးပြောချင်တယ်။အဲ့ဒါနဲ့သူ့ဆရာကြီးကမေးတယ်ကဲမင်းဘာများပြောချင်လဲ။ ဟောဒီလိုရှိပါတယ်တဲ့ကျွန်တော်ကလေအိမ်ဆံမို့လို့အဲ့ဒီပုံစံကိုရအောင်တွက်လိုက်တာတကယ်ဘာလို့မှဒီပုံစံဘယ်သူမှတွက်လို့မရတဲ့ပုံစံဆိုလေကျွန်တော်တွက်မှာမဟုတ်တော့ဘူးပေါ့ကျွန်တော်လည်းတွက်လို့ရမှာမဟုတ်တော့ဘူးပဲအဲ့လိုပဲထင်သွားမှာဒါပေမဲ့မသိဘူးလေဆရာကြီးကအိမ်ဆံပေးတယ်ကျွန်တော်ကြောက်တွက်တာပါအဲ့ချိန်မှာဆရာကြီးအားလုံးကသူ့လက်ခုပ်တီးပြီးဂုံပြူတယ်တောင်ဂျော့ချ်တန်စစ်ပြောရစကားအမြိုင်းတင်ခဲ့ရှိတယ်သူလည်းအိမ်စာမို့လို့တွက်လိုက်တာ တကယ်လုံးမတော်လို့မရတဲ့ပုံစံဆိုသူတော့ပြမှာမဟုတ်တော့တောင်းသက်ချက်ဆရာကြီးကပြောပါလေဟုတ်တယ်မင်းအိမ်စာသဘောထားပြီးတွတ်လိုက်တာအဖြစ်ထွက်သွားတယ်ဒီကနေ့ကောင်မှခက်ခဲတဲ့ပုံစံတော့ចောင်းသားတက်ကိုចောင်းသားတယောက်ကသူနှစ်ပတ်တွင်တွတ်တာအဖြစ်ရတယ်အကြောင်းလဲဆိုတော့ဘသူမှတွတ်လို့မရတဲ့ပုံစံမဟုတ်ဘူးလို့အိမ်စာဆိုပြီးတွတ်နေတာအဖြစ်ထွက်တယ်ဒီကနေ့ချက်တော်ကြီးကောင်မှကျွန်တော်လောကမှာအိမ်စာတွေအများကြီးပဲ ကျွန်တော်တယောက်တည်းတော့အမှမဟုတ်ဘူးဖះနဲ့အတူတော့အဖြေတွေထွက်လာမှဖြစ်တယ်။ဒါပေသူရဲ့ရောက်ခမှာတခင်ယေရှုနဲ့အတူတွတ်တဲ့အခါအဖြေထွက်ပေါ်လာ။ဟောဒီကနေ့သင်တွတ်လို့မရတဲ့အဖြေတွေထွက်မထွက်တဲ့အဖြေတွေကတခင်ယေရှုနဲ့အတူတွတ်မှာထိုအရှင်ကအဖြေထွက်စေမှဖြစ်တယ်။ကျွန်တော်ရောက်ချင်းစီတိုင်းဖြတ်ရှင်သာပြီး ကောင်းချီးပေးပါစီ။ God bless you all ။ကျွန်တော်နောက်ဖန်ဘုံဘုံနေ့မြန်မာစံတော်ချိန်ညနေ၄နာရီခွဲမှာဒီလိုပဲကျွန်တော်ပြန်လည်ပြီး တွေ့ဆုံမှာဖြစ်တယ်နောက်ဖန်ကျွန်တော်အလုံးသိတဲ့အကောင်းစဉ်အစ်စ်တခုကျွန်တော်ဆင်ချင်ခွန်အားယူမှာဖြစ်တယ်ကျွန်တော်လည်းဆက်ဒီဆန်ဒီဆက်ဒီမှာကျွန်တော် Greece ချင်းမိုင် Greece Church မှာဝန်ဆယ်နိုင်ဆက်နိုင်တွင်ကျွန်တော် Bible study ပေးဖို့ရှိပါတယ်ကျွန်တော်တို့ page မှာလည်းကျင်ညာပေးမှာဖြစ်တယ် Sunday မှာဝင်ရမယ့်နေရာများလည်းကျွန်တော် page မှာကျင်ညာပေးတော့မှာဖြစ်ပါတယ်ကြည့်ရှုပြဓမ္မပရိသတ်များ to fit ချင်းမိုင်မှာရောက်ရှိနေတဲ့ဓမ္မပရိသတ်များလည်းဒီ season နေ့မှာလာရောက်နားထောင်နိုင်ကြောင်းတွေ့ဆိုဖြစ်ကျေးဇူးလိုပါတယ်ဒီကနေ့ online ကကြည့်ရှုတဲ့မြန်မာပြည်နဲ့တကဘာလုံးကနေကြည့်တဲ့ဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်သားပြီးကောင်းချီးပေးပါစေ။နောက်ပိုင်းကျွန်တော်တို့နနက်9:00နာရီနဲ့7:00ကျပ်ရင်းညုံကြီးရဲ့နှချင်းသေးတော့မှခရိုင်းလိုပဲအဆက်ဆောင်စစ်တောင်းရင်းရှိပါတယ်။ရန်ကုန်မှာရှိတဲ့ဓမ္မပရိသတ်များ9:00 7:00ခွဲအတွဲမှာတွားရောက်နိုင်ကြဖို့ပြလိုပါတယ်။ကြည့်ရှုသူအားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေ။နေသက်ချင်းရှိပါစေ။ God bless you all. Sit down, Kaunji, Kaunji, Chabasu. Kamiro, Taro, Tashendo, Widino, Thomas, Supia, Tano, Bama. ကောင်းကြီးဖြည်းဖြည်းသည်ချစ်ရှုနေတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သကောင်ဒီကနေ့မွန်းနေ့ကြောက်တဲ့မွန်းနေ့ရှင်များမင်္ဂလာနှစ်ပတ်လည်ကြောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုများမှဆအားလုံးပေါ်သို့နှစ်သိမ့်မှုခွန်အားရရှိခြင်းဒီကနေ့လည်းမြန်မာပြည်နဲ့ကမ္ဘာလုံးကနေချစ်ရှုတဲ့ online ပရိသတ်များနဲ့မြန်မာပြည်ပေါ်သို့ဘိယုဘတ်ဒီကင်းဝင်ခြင်းသူပြမြစ်ချီနာမျိုးမှာရည်ကြီးရည်ရှာမှုတွေရော့ချခြင်းမုတ်တီထွန်စွာရော့သုံးမှုတွေဖိရှားခြင်းဘိယုဘတ်မျိုးမျိုးခြင်းဆိုင်နေတဲ့သူတွေကိုဖျားရှင်ကွက်ကခြင်းနဲ့တကွာ ချစ်ရှုနေတဲ့ online ပရိသတ်များများမှာပြည်내ကဘာကြီးပေါ်လို့ယနေ့မှစကာလအစမြဲကောင်းကြီးပြပြတက်ရောက်ပြီးရှိနေပါစေတော့